အင်္ဂါသားသမီးတွေအားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့6လပိုင်းအတွင်းမှာဖြစ်ပေါ်လာမယ့်အင်္ဂါသားသမီးတွေအတွက်ကံကြမ္မာအစိုးအကောင်နမိတ်လေးတွေကိုတာရရဲ့ကြာလာတဲ့နမိတ်အတိုင်းဖတ်ကြားဟောကြားပြီးသွားမှာဖြစ်ပါရရှင်။အခုဆုံးဆရာမကပြောချင်တာကဒီထားရလေးတွေနဲ့ပတ်သက်ပြီးတော့ကြာလာတဲ့ကပ်အတိုင်းကိုဟောကြားပေးရတာဖြစ်တဲ့အတွက်ကြောင့် အစိုးကျလာတဲ့ကက်လေးကိုလည်းကက်ရဲ့နမိတ်အတိုင်းဟောကြားပေးရတယ်လို့အကောင်းကျလာတဲ့ကက်လေးတွေကိုလည်းကောင်းသောနမိတ်များကိုဖတ်ကြားဟောကြားပေးရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လက်ခံပြီးတော့နားလည်ပေးပါရန်လည်းမေတ္တာရက်ခံပါရခြင်းစတင်ပြီးတော့အင်္ဂါသားသမီးလေးတွေအတွက်အလောက်အကိုင်းလူမှုရေးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးတွေကိုစတင်ပြီးတော့ဟောကြားပေးပါမယ်ခြင်းအင်္ဂါသားသမီးလေးတွေဟာအလောက်အကိုင်းလူမှုရေးနဲ့ပတ်သက်ပြီးတော့အခုကာလမှာ အလွန်သတိထားမယ့်ကာလဖြစ်ပါရဲ့ရှင်။လုပ်ငန်းခွင်မှလောက်ကိုင်းနေသော အင်္ဂါသားသမီးလေးတွေဟာစာရွက်စာတမ်းကိစ္စလက်မှတ်ထိုးခြင်းဝေးကြီးကိစ္စနဲ့ပတ်သက်ပြီးတော့တာဝန်ယူအောင်မှခံခြင်းတွေကို သတိနဲ့စောင့်ရက်သင့်ပါတယ်လို့သတိပေးချင်ပါတယ်ရှင်။သူများပြဿနာ၊ခုပြဿနာများဖြစ်သွားတတ်ပါတယ်။စေတနာက ဝေဒနာများဖြစ်သွားတတ်ပါတယ်ချင်းအခုကာလဟာ အကောင်အဆိုးရောထွေးနေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မို့တေတေတခြားစားဂယုတဆိုင်နဲ့လောက်ကိုင်းဆောင်ရွက်မှသာလင်အဆင်ပြေပါလိမ့်မယ်ရှင်အမှန်အမှားအကောင်အဆိုးခွဲခြားရန်လည်းခက်ခဲနေတဲ့ကာလဖြစ်ပါတယ်မိစေလို့ယူဆထားတော်သူများကမိမိကိုဒုက္ခပေးတတ်သလိုရန်သူလို့ယူဆထားသူများကမထင်မှတ်ပဲမိမိကိုပြန်လဲ၍မိစေတဲ့ဖွဲ့ကူညီလာပါလိမ့်မယ်ရှင်အဖြတ်အနှောက်အချက်တွေကြားမှာမဖြစ်နိုင်တော့ဘူးလို့ယူဆထားသောကိစ္စရက်များကတော့ပြန်လဲပြီးတော့ အဆင်ပြေသွားပါလိမ့်မယ်ရှင်ဆက်လက်ပြီးတော့ငွေအကြီးနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ချက်ညားနေရမယ့်ကာလဖြစ်ပါတယ်လူလင်လူကောက်လူညာများနေလဲတွေးဆောင်ရတတ်ပါတယ်တပားသူအတွက်မိမိကအိတ်ဆိုင်နေရသောကာလဖြစ်ပါတယ်အခုကာလဟာငွေအကြီးနဲ့ပတ်သက်ပြီးတော့မိမိကို အကူအညီတောင်းခံသူမိမိကိုဝိုင်းဝန်းဒုက္ခပေးသူတွေနဲ့ တွေ့ဆုံရမယ့်ကာလဖြစ်ပါတယ်မိမိရဲ့ငွေကိုလည်းမတရားသောနှိမ့်လန့်ဖြင့်ရယူလိုသောသူများရှိနေပါတယ်ရှင်ထို့အတွက်ငွေချင်းနဲ့ပတ်သက်ပြီးတော့စကားပြောဆိုလောက်ကန်ဆောင်ရွက်တဲ့နေရာမှာအထူးသတိရှိရန်လိုအပ်ပါတယ်လို့ဆရာမကတော့တတိပေးချင်ပါတယ်ရှင်ငွေဘလောက်ပဲငွေစေကမူငွေကမမြဲပဲဖြစ်နေတတ်ပါတယ်သူများပြဿနာကိုပြဿနာဖြစ်ပြီးတော့ငွေကတပားသူအတွက် အိတ်ဆိုင်တွေရတက်ပါတယ်ရှင်ငွေချင်းနဲ့ပတ်သက်ပြီးတော့အခြေအငါအပေးကံကိစ္စတွေမှာအထူးသတိရှိပြီးတော့လောက်ကိုင်းပြောဆိုဆောင်ရွက်ပါလို့ထပ်မံသတိပေးချင်ပါတယ်ရှင်ငွေချင်းနဲ့ပတ်သက်ပြီးတော့အမှုအခင်းများပါဖြစ်သွားရတက်ပါတယ်ရှင်ဆက်လက်ပြီးတော့ပညာရေးနိုင်ငံသားနဲ့ပတ်သက်ပြီးတော့လည်းအင်္ဂါသားသမီးလေးတွေဟာပညာရေးနဲ့ပတ်သက်ပြီးတော့လည်းအနှဲငယ်အညံ့ရှိတဲ့ကာလဖြစ်ပါတယ်ဆောင်မှုဝယ်နေရမှာစိတ်တော်ကဖြစ်စရာများကြုံတွေ့သွားရတက်ပါတယ်ရှင်ပညာရေးအတွက် စိတ်တော်ကများ ကြုံတွေ့နေရတတ်ပါတယ်ရှင်။စနစ်တကျစူးစမ်းအားထုတ်မှသာလေအစဉ်ပြေမဲ့ကာလဖြစ်ပါတယ်ရှင်။နိုင်ငံရဲ့ခြားနေပတ်သက်ဆက်နွယ်နေသောအင်္ဂါသားသမီးလေးတွေဟာလည်းအခုကာလအတွင်းမှာအနေငယ်အနှောက်အယှက်များဝင်ပြီးတော့ကြံ့ကြာနေပါလိမ့်မယ်ရှင်။ဆက်လက်ပြီးတော့အချစ်ရင်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးပြူရည်တီလေးတွေဟာမေတ္တာရေးကိုအထူးသတိရှိပါလို့ဆရာမကတော့တတိပေးချင်ပါတယ်ရှင်။မေတ္တာရေးလမ်းကြောင်းမှာလည်းစိတ်အနှောက်အယှက်ဖြစ်စရာများအပြိုင်ဆိုင်များဖြစ်သွားရတတ်ပါတယ်။ ဘေးစကားသွေးသားအနှောက်အယှက်များရှိနေတတ်ပါတယ်ရှင်မိမိရဲ့ရှိသူကတခြားတယောက်တို့မေတ္တာစိတ်ကူးပြောင်းခြင်းတွေကိုကြုံတွေ့နေရပါလိမ့်မယ်ရှင်မိမိနဲ့မိမိရဲ့ရှိသူအကြားမှာမနာလိုသူအတင်းပြင်းပြောသူများပေါများနေပါလိမ့်မယ်ရှင်အချစ်ရင်းနဲ့ပတ်သက်ပြီးတော့ပြည့်ရွယ်သူအင်္ဂါသားသမီးလေးတွေဟာမိမိရဲ့ရှိသူကြောင့်နော်မိမိနဲ့ပတ်သက်သောရင်းနှီးခင်မင်သောမိတ်ဆွေများနေလဲပဏိပခစကားများတော်ရတတ်ပါတယ်ရှင်အပြိုင်ဆိုင်များလဲပေါများနေပါလိမ့်မယ်ရှင် အင်္ဂါသားသမီးအိမ်အောင်ရှင်လေးတွေဟာမိမိရဲ့အိမ်အောင်ဘက်ကတခြားသူအပေါ်ကိုစိတ်ရောက်နေခြင်းကြောင့်စိတ်တော်ကဖြစ်ရခြင်းများစိတ်နှောက်ယှက်ဖြစ်စရာများဝမ်းနည်းကြေကွဲစရာများကြုံတွေ့သွားတတ်ပါတယ်ရှင်အချစ်ရဲ့အိမ်အောင်ကြီးနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးလေးတွေဟာ6လပိုင်းအတွင်းမှာအထူးသတိရှိပြီးတော့မိမိရဲ့အိမ်အောင်ဘက်မိမိရဲ့ချစ်သူအပေါ်ကိုတည်တည်ချာချာစက်စက်မမတ်နဲ့ဖြည့်ချင်းမှလို့ဆရာမကတော့အကြံပြုချင်ပါတယ်ရှင်ဆက်လက်ပြီးတော့ ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လေကျမ်းမာရေးအနေငယ်ကြုံတွေ့သွားတတ်ပါတယ်မိမိရဲ့ခန္ဓာကိုယ်သွေးရှိသွေးပေါက်ဖြစ်သောဝေဒနာများခံစားသွားရတတ်ပါတယ်ရှင်မတော်တဆထိခိုက်မှုများလည်းဖြစ်သွားရတတ်ပါတယ်အခုကာလအတွင်းမှာညအချိန်မတော်ယင်ကားစင်းနေမောင်းနေခြင်းလေးတွေကိုအထူးသတိပြုပါလို့သတိပေးချင်ပါတယ်ရှင်ကာလအတန်ကြာမကုပဲထားသောယောဂဟောင်းဝေဒနာဟောင်းများကလည်းပြန်ပေါ်လာတတ်ပါတယ်ရှင် ူ၏အတက်အကျမမှန်ဖြစ်တဲ့ကဲ့သို့အစာအိမ်ဝမ်းပိုက်များလည်းဒုက္ခပေးတတ်ပါရဲ့ရှင်။ဥခေါင်းလေးမျက်စိမှာလည်းမတော်တဆထိခိုက်ဒဏ်ရာများဖြစ်သွားတတ်ပါရဲ့။အခုကာလအတွင်းမှာအနက်ရံဝတ်ဆင်ခြင်းကို လုံးဝမပြုလုပ်ပါနဲ့လို့ဆရာမကတော့တတိပေးချင်ပါရဲ့ရှင်။အင်္ဂါသားသမီးလေးတွေအတွက်6လပိုင်းအတွင်းမှာအစိုးများကင်းပြီးကောင်းနာလေးတွေကိုရရှိစေရန်အတွက်မိမိတို့ရဲ့အတုံးမလို့သော အသုံးအဆောင်အဝတ်အထည်များအားမရှိစည်ရဲသားများအားလှူဒန်းပေးနေဆုတောင်းပေးလိုက်ပါရှင်ထို့သို့ပြုလုပ်ပေးမယ်ဆိုရင်အင်္ဂါသားသမီးလေးတွေမှဖြစ်ပေါ်နေသောအဆိုးအညံ့လေးတွေဟာကင်းပြီးကောင်းရှင်းဘက်သို့ရောက်ရှိသွားမှာပဲဖြစ်ပါတယ်ရှင်6လပိုင်းအတွင်းမှာအင်္ဂါသားသမီးလေးတွေအတွက်ကံကောင်းစေတတ်သောအယောင်လေးတွေကတော့အဖြူရောင်ချက်သွေးရောင်အဝါရောင်နဲ့အစိမ်းရည်ရောင်ပါသောအယောင်လေးတွေပဲဖြစ်ပါတယ်ရှင်ကံကောင်းစေတတ်သောကနန်းနံပါတ်လေးတွေကတော့3နှစ် 1ပါသောနံပါတ်လေးတွေပဲဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးလေးတွေအားလုံးလည်းအဆင်ပြေကံကောင်းကြပါစေရှင်။စိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းတွေနဲ့လည်းတလုံးတဝပြည့်ဝကြပါစေ။ဘေးဥပတ်အနယ်များမှလည်းကင်းစင်လွတ်မြောက်ကြပါစေ။စိတ်နှောက်ချက်တောကများမှလည်းကင်းဝေးကြပါစေ။စီးပွားကံ လုပ်ငန်းကံတွေလည်းတိုးတက်မြင့်မားကြပါစေ။အလှူရေဆက်လက်နဲ့မကွာလှူဒန်းပေးကမ်းနိုင်ကြသော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့ဆုတောင်းမေတ္တာများပို့သပေးလိုက်ပါရခြင်းကျေးဇူးတင်ပါတယ်ရှင်